မင်္ဂလာပါခင်ဗျရှကုံခစ်တိကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တပ်ဖြတ်ရေးမှာနေဦးတော်လန့်ရဲ့အင်အားစုတွေနဲ့အတူအစပြုခဲ့တဲ့တထောင်စက်ကွန်စစ်စင်ကြီးကိုတော်လန့်ရဲ့အောင်ပွဲရောက်တဲ့အထိဇီလုံးညီညွတ်သွားမယ်ဆိုတဲ့အကြောင်းကိုဂတိပြုတယ်လို့မြောက်ပိုင်းညီတော်မဟာမိတ်တုံးဘက်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် ရှမ်းပြည်နယ်အတွင်းအောင်ပန်းတောင်ကြီးနယ်ဟိုပုံးမှာရှိနေတဲ့ငလင်ဒန်တဲ့နေရာတွေကိုအကျန်းဖတ်မင်းအွန်လိုင်းလာကြည့်ဖို့အတွက်လုံခြုံရေးတွေအထူးတင်ကြပ်ထားခိုင်းပြီးဟိုပုံးတီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကိုမင်းအွန်လိုင်းလာပြီးတော့ရဲတရားခြေဖို့တွေလည်းရှိတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တိုက်ဖြတ်ရေးမှာ နွေဦးတော်လန်ရင်အင်အားစုတွေနဲ့အတူအစပြုတ်ခဲ့တဲ့တထောင်းဆက်ခွန်စစ်စင်ရေးကိုတော်လန်ရင်အောင်ပွဲရောက်တဲ့အထိစီလုံးညီညွတ်သွားမယ်ဆိုတဲ့အကြောင်းကိုဂတိပြုတ်တယ်လို့မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကတော့ဒီကနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အရခတတော် AA ရဲ့16နှစ်မြောက်တက်တီထောင်းနေ့နှစ်ပတ်လည်အခမ်းအနားကိုပေးပို့တဲ့တော်ဝင်လာတဲ့မှာမြောက်ပိုင်းညီတော်မဟာမိတ်အဖွဲ့ဝင်ကိုကန့်တက် MNDAA နဲ့တအန်းတက် TNLA တို့ကဂတိပြုတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီတဝင်းလွာတဲ့မှာတော့မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့အစပြုခဲ့တဲ့2019ဆစ်စင်ကြီးဟာအနေနဲ့ရဲရဲမှရှိတဲ့ဆန္ဒရှင်တိုက်ဖြတ်ရေးမဟာမိတ်တပ်တွေနဲ့ຫນွေဦးတော်လန်ရေးအင်အားစုတွေအပါအဝင်တော်လန်ပြည်သူတွေအားလုံးရဲ့ထောက်ခံမှုနဲ့အတူဆစ်စင်ရေးကြီးအစပြုလာခဲ့တာဖြစ်ပါတယ်လို့ညီတော်သုံးဘွဲ့ရဲ့တဝင်းလွာတဲ့မှာဖော်ပြထားပါတယ်။ဒါပြင်လက်ရှိမှာမြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့ဟာအခက်အခဲဖိအားပေါင်းစုံရှိနေပြီမြဲ။ဒါတွေကိုနီလမျိုးစုံသုံးပြီးအတူတကွကြော်ဖြတ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ဆရာနာရှင်တိုက်ဖြတ်ရေးမှာနှွေဦးတော်လန်ရေးအင်အားစုတွေနဲ့အတူအစပြုခဲ့တယ်2020ခုစစ်စင်ရေးကိုလည်းတော်လန်ရေးအောင်ပွဲရောက်တဲ့အထိစီလုံးညီညွတ်သွားမယ်လို့အရကတတော် AA ရဲ့16နှစ်မြောက်တတိထောင်နှစ်နှစ်ပတ်လည်အခမ်းအနားအတွက်ပေးပို့တဲ့တော်ဝင်လာတဲ့မှာမြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘက်ကအလေးနဲ့ဂတိပြုတဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်ကြေညာပြောဆိုထားတာပဲဖြစ်ပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ချင်းပြည်နယ်က plan ညွတ်နယ်တစ်ခုလုံးကိုချင်းညီနောင်နဲ့တော်လန်အီပူပေါင်းတပ်တွေကအပိတ်သိမ်းပိုက်ပြီးတဲ့နော် လက်နက်ခဲယမ်းတွေရာထောင်ကြီးတင်းစီရရှိခဲ့တဲ့ဗီဒီယိုကိုချင်းညီနောင်အဖွဲ့ကထုတ်ပြလိုက်ပြီးနောက်ထပ်တိတိမျိုးကိုဆက်လက်ချီတက်မှာဖြစ်တယ်လို့လည်းပြောထားပါတယ်။လက်ရှိမှာတော့ plan မျိုးကိုအင်ပလ6ရက်နေ့ကပဲချင်းညီနောင်နဲ့တော်လန်ရေးပူပေါင်းတပ်တွေကအပိသက်တိုက်ခိုက်သိမ်းပိုက်လိုက်တာပါ။အခုဆိုရင် plan မျိုးနဲ့တခုလုံကိုတော်လန်ရေးတပ်တွေကသာအလုံးစုံထိန်းချုပ်ထားလိုက်ပြီးဖြစ်တဲ့အတွက်စစ်ကောင်စီကင်းစင်နေပြီဖြစ်သွားပြီလို့လည်းချင်းညီနောင်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါတယ်။လက်ရှိမှာတော့ အဲ့ဒီ plan မျိုးသိမ့်တိုက်ပွဲအတွင်းကနေလက်နက်ခဲယမ်းတွေရရှိမှုဟာရထောင်ကြီးတဲ့အထိကိုတောင်ပုံရပုံရရှိထားတဲ့အပြင်တင်းစီရရှိထားတဲ့အထက်မှာမြန်မာကြက်ငွေသိမ်းပေါင်းထောင်နဲ့ချီလဲရရှိထားသေးတယ်လို့ချင်းညီတော်တပ်ဖွဲ့ကဗီဒီယိုနဲ့တကွထုတ်ပြလိုက်ပြီးလက်ရှိမှာလဲ plan မျိုးကိုသိမ့်ပိုက်ထားတဲ့တော်လိုင်းရေးပူပေါင်းတပ်တွေဟာတီးတိမ်မြို့ကိုထပ်မံသိမ့်ပိုက်ဖို့အတွက်ဆက်လက်ချီတက်မှာဖြစ်တယ်လို့လဲချင်းညီတော်တပ်ဖွဲ့ကတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ ဒင်းတိုင်းတိုင်းကခမောက်ကြီးမြို့နယ်မှာစစ်ကြေးကောက်ပြီးပြန်လာတဲ့အချမ်းဖက်စစ်ကောင်စီရဲ့မာရန်တိုက်နဲ့ရဲစခန်းမှုရဲအုပ်မင်းအောင်စိုးဥဆောင်တဲ့ရဲတပ်ဖွဲ့ကိုတော်လန်ရဲပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုအတွင်းစခန်းမှုရဲအုပ်မင်းအောင်စိုးအပါဝင်ရဲသုံးဦးကတော့နေရာမှာပဲပွဲချင်းပြီးတွေကိုတေကုန်ကြပြီးသူတို့စီကနေလက်နက်ခဲယမ်းတွေပါတင်စီရရှိထားတယ်လို့ကော့တောင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ဒင်းတိုင်းတိုင်းကအချက်ဖက်စကောင်စီလက်အောက်ခံမာရန်တိုက်နယ်ရဲစခန်းရဲ့စခန်းမှုရဲအုပ်မင်းအောင်စိုးအပါဝင်ရဲငါးဦးအဖွဲ့ဟာခမောက်ကြီးမြို့နယ်အေဂျင်တာဘက်မှာစစ်ကြေးလိုက်ကောက်ပြီးပြန်လာတဲ့အချိန်တော်လိုင်းပူပေါင်းတပ်တွေကပေါ်တုတ်ကျေးရွာအနီးမှာပဲကြပြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစခန်းမှုကိုတိုင်းလိုက်ပါလာတဲ့ကားဟာပြစ်ခတ်မှုအတွင်းမှာပဲလမ်းဘေးကိုထိုးကျသွားပြီးစခန်းမှုရဲအုပ်မင်းအောင်စိုး ဒုရဲ့အုပ်မျိုးလင်းကိုနဲ့ရဲဒုတက်ချက်စီသူဆိုသူတို့တုံးဦးဟာနေရာမှာပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြသလိုကြံတဲ့ရဲနှစ်ဦးကတော့ထွက်ပြေးသွားကြပြီတိတ်သွားတဲ့ရဲတွေရဲ့မပါအလောင်းတွေစီကနေလက်နဲ့ခဲရန်တွေကိုပါတင်းစီရရှိခဲ့တယ်လို့ကော်တောင်းမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ ချင်းမီနယ်ကတိတိမြို့နယ်နဲ့မင်းတပ်မြို့နယ်ကိုအချက်ဖက်စကောင်းစီတက်ကတိုက်ပွဲဖြစ်ပွားမှုမရှိဘဲလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်၄ဦးအပါအဝင်မိသားစုဝင်၆ဦးသေဆုံးခဲ့ရတယ်လို့ချင်းတော်လန်ရေးအတိုင်းဝန်ကရင်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းပြည်နယ်မင်းတပ်မြို့ကတိုက်နယ်၄အတွင်းကိုအချက်ဖက်စကောင်းစီတက်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားတယ်လို့ဒီကနေ့ဧပြီလ10ရက်နေ့မနေ့အစောပိုင်းရောက်တော့တိတိမြို့နယ်က ဆိုင်းစံဂျေရွာကိုဘာတိုက်ပွဲမှမရှိပဲအကြံဖက်စကောင်စီတပ်ကအကြောက်မဲ့လေနဲ့လာပြီးပေါင်900ဘုံကိုကျဲချတိုက်ခိုက်သွားတယ်ဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆိုင်းစံဂျေရွာကကလေးငယ်၄ဦးအပါဝင်မိသားစုဝင်6ဦးသေဆုံးခဲ့ရပြီးနေအိမ်တွေလည်းမိလောင်ပျက်စီးထားတယ်လို့ချင်းတော်လန်ရေးအတိုင်းဝန်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အကြံဖက်မင်းအွန်လိုင်းဟာ ရှမ်းပြည်နယ်အတွင်းအောင်ဘန်းတောင်ကြီးနယ်ဟိုပုံးမှာရှိနေတဲ့ငလင်ဒန်သစ်နေရာတွေကိုလာကြည့်ဖို့အတွက်လုံခြုံရေးတွေအထူးတင်းကျပ်ထားခိုင်းပြီးဟိုပုံးတီရိမင်္ဂလာရွှေချမ်းသာမွေတော်ဖရာကိုမဲအွန်လိုင်းလာပြီးတော့ရေရေချေဖို့တွေလည်းရှိတယ်လို့ဒေသခံပြည်သူတွေနဲ့ဌာနဆိုင်ရာသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် တဖက်မှာတော့အချမ်းဖက် main online ဟာရှမ်းပြည်နယ်အတွင်းအောင်ပန်းတောင်ကြီးနယ်ဟိုဘုံမှာရှိနေတဲ့ငလင်ဒန်သိနေရာတွေကိုလာကြည့်ဖို့အတွက်လုံခြုံရေးတွေအထူးတင်းကျပ်ထားခိုင်းပြီးဟိုဘုံတီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖျားကို main online လာပြီးတော့ရေတရခြေဖို့တွေလည်းရှိနေပြန်တယ်လို့ဒေသခံပြည်သူတွေနဲ့ဌာနဆိုင်ရာသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒီကနေ့ဧပြီလ10ရက်နေ့မှာပဲအချမ်းဖက် main online ကအထူးခီးစဉ်အနေနဲ့ အောင်ပန်းတောင်ကြီးနဲ့ဟိုပုံးကိုရောက်ရှိလာပြီးညအိတ်ဖို့ကိုဟိုပုံးမှာစီစဉ်ထားတယ်လို့သိရပါတယ်။အဲ့ဒီလိုမင်းအွန်လိုင်းလာမဲ့ခီစဉ်ကိုလုံခြုံရေးအထူးတင်းကျပ်ထားခိုင်းပြီးလာကနီအနီးကမှသာဌာနဆိုင်ရာတွင်နဲ့တက်တွေကိုအတိပေးခဲ့တာဖြစ်တယ်လို့မင်းအွန်လိုင်းဟာငလင်တန်းတင့်ပြီးပြိုကျထားတဲ့ဟိုပုံးတီရီမင်္ဂလာရွှေချမ်းသာမွေတော်ဖရဲမှာလေရဲရဲချေတာတွေပါလှုပ်ဖို့ရှိနေပြန်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ အကျန်းဖက်မင်းအွန်လိုင်းရုံထိုင်ရနေပြည်တော်ကစစ်ရုံးတွေအပြင်သမရအင်ဒေါ်ဒရေဘာမကြံပြိုကျပျက်စီးထားတဲ့အတွက်ပြင်ဆင်မှုတွေလုပ်နေတာကြောင့်မင်းအွန်လိုင်းဟာငလျင်တင့်ဒေတာတွေကိုစစ်စည်းရေးပုံစံနဲ့ရှောက်သွားနေတာဖြစ်တယ်လို့လည်းနေပြည်တော်စစ်တပ်တင်းအရှိမေကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ